အင်အားပြင်းငလင်ကြောင့်မြန်မာနိုင်ငံတွင်းကပြည်သူ၉တန်းကျော်ဟာငလင်တန်းကိုအပြင်းထန်ဆုံးခံစားခဲ့ရပြီးစကိုင်းတိုင်းအတွင်းကပြည်သူတွေဟာငလင်ဘေးနဲ့စစ်ဘေးကိုတပြိုင်နက်တည်းရင်ဆိုင်နေကြရပါတယ်။ဒီအကြောင်းပြေဆုံးကတော့ဇွဲသစ်ကပြောပြပေးမှာပါရှင်။စကောင်စီကအပြစ်ခတ်ယာယီရဲကြောင်ချင်းညာထားပေမဲ့စကိုင်းတိုင်းဒေသတွေကငလင်ဘေးတင်ကြေးရွာနဲ့မြို့နယ်တွေကိုလေကြောင်းတိုက်ခိုက်တာတွေ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကိုလက်ရှိအချိန်ထိလှုပ်ဆောင်နေတယ်လို့ဒေသခံတွေကပြောပါဗျ။စကိုင်းတိုင်းအတွင်းကကျွာတွေကိုစစ်ကောင်စီကမကြာခဏစစ်ကြောင်းထိုးတာကြောင့်စစ်ပေးရှောင်နေရတဲ့ဒေသခံမိသားစုတွေဟာနေ့စဉ်ရဆက်ဆိုသလိုပုံရှောင်ထွက်ပြေးနေကြရပါတယ်။မတ်လ28ရက်ကစကိုင်းငလင်လောက်ခတ်ချိန်မှာတော့စကိုင်းတိုင်းအတွင်းကကျွာတခုကမိသားစုတစုဟာငလင်လောက်တာကိုလေကြောင်းတိုက်ခိုက်တယ်ထင်ပြီးပုံခုကျင်းနေဝင်ရောက်ပုံခုခဲ့ရာမိသားစုဝင်6ယောက်ပြိမိပြီးသေဆုံးသွားတယ်လို့ မိသားစုဝင်ဆုံးရှုံးခဲ့သူတယောက်ကပြောပါဗျာအားလုံးပေါင်း6ယောက်ကျွန်တော်သမီးရယ်ကျွန်တော်ကလေး3ယောက်ရယ်တော့တူမိုင်းဒီအဖေရယ်ပေါ့အဖအောင်ဆောင်ရယ်လို့ဒီကျွန်တော်တို့ရွာမှာအဲတိုက်ပွဲဖြစ်တာပါလေတိုက်ပွဲဖြစ်တာပေါ့အဲ့ကလေးရယ်မဝင်ခဲ့ရတော့လောလောဆယ်ငရင်တန်ကြောင့်ဖြစ်သွားတာတော့ခံစားရတာပေါ့သူပြေးရှောင်တာကတော့အရာရာအားလုံးကဒီတိုင်းပဲဖြစ်လာသလိုဂျိုးနေသလိုဖြစ်နေတယ် ဒီမိသားစုလေးပါဝါတာလည်းနည်းနည်းစိတ်ထိတိုက်တယ်ဗျာဘလို့စိတ်တိတ်နေတယ်ဆိုတော့ကျွန်တော်မှအမေရှိသေးတယ်လေအမေတစ်ဖက်နဲ့ဆိုတော့လေဖြစ်ပြီးသားရဲ့တော့ဖြစ်သွားပြီဘာမှမတတ်နိုင်ဘူးအဲတော့အမေနဲ့ပဲညီမဲမေ့ပြောလိုက်ကျွန်တော်ပြောလိုက်စိတ်သေးရစကိုင်းငလင်ဗဟိုချက်တရားရေခိုင်းဒေတာမှာမြေကြီးအကွက်ချောင်းတွေဖြစ်ပေါ်ခဲ့ပြီးလူနေအိမ်တွေပျောက်ကျပျက်စီးတာတွေလူတွေထိခိုက်ဒဏ်ရာတွေကြုံခဲ့ရပါတယ်။စကိုင်းတိုင်းရေခိုင်းရွာမှာဆိုရင်လည်း အသက်80အရွယ်အဖွားတယောက်ငလင်ကြောင့်ခြေထောက်နှစ်ဖက်လုံးအဆောင်ပြိုကျပြီးမိပြီးခြေထောက်ဖြတ်ခဲ့ရပါတယ်။ရေခါအင်းဒေတာဟာအရင်ကတည်းကရေခါထွက်တာကြောင့်ရေသားအခက်ခဲရှိနေပြီးအလူရှင်အရာပေါက်နေနေတယ်လို့စကိုင်းတိုင်းကိုကိုရိုင်းသွားရောက်ခဲ့သူကပြောပါတယ်။သူရှိမှာကအဓိကလိုအပ်တာကစမ်းစီစားပါပြီးတော့စစ်လဲရှောင်ရတဲ့ဖြစ်တဲ့အခါကျတော့သူတို့အတွက်လုံလုံချုံချုံအိတ်ဖို့တဲရီပါရီတတိယရှာလိုအပ်တာပါနော် အဲအခုဆိုတော့ဆီသူတို့နေရတာကဖုန်းကြီးချောင်းနဲ့အဲကတ်နေရတာပေါ့နော်အဲအခုလုံငယ်နေနှုတ်တဲ့ခါကျတော့လေထပ်ပြီးတော့ငတင်ကအခုစက်တိုက်လုံနေခါကျတော့အဲအရင်တော့ဆိုလို့ရှိရင်ဖုန်းကြီးချောင်းနေရတဲ့အိတ်ကြရတယ်ဒါပေမဲ့အခုငလင်ဖြစ်တဲ့ခါကျတော့ဟိုလိုနည်းနည်းအကွဲချောင်းနေပါဖြစ်တယ်ပေါ့နော်အစားအုပ်တွေမှာအဲအလိုရှိတဲ့ခါကျတော့ပြိုကျမှာဆိုတဲ့အတွက်ကြောင့်သူတို့နေနေတာအခုဘယ်လိုမှအဲဒီအပင်ကြီးအောက်မှာပဲပေါ့နော်အပင်ကြီးအောက်ဒီမှာပဲအဲလိုဖြာခင်းအိတ်တာမျိုးအချင်းတစ်ခုခင်းပြီးအိတ်တာမျိုးအလိုမျိုးကြီးပဲ လုပ်ရတယ်ပေါ့နော်အော်ဒီငါအဖြစ်နဲ့အကုန်လုံးကဒီအဆောက်အအုံမှာပဲမအေးရေးကြတော့ဘူးပေါ့ဗျာမြန်မာပြည်တွင်အင်အားပြင်းငလင်ဘေးတင်ဒေသတွေမှာလူပေါင်း16.2တန်းကျော်နေထိုင်ကြပြီးနိုင်ငံတော်58မြို့နယ်ရှိလူပေါင်း6.1တန်းကျော်ဟာငလင်တန်းကိုအပြင်းထန်ဆုံးထိခိုက်ခံစားခဲ့ရတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညီနိုင်ရုံ UNOCHA ကခန့်မှန်းထုတ်ပြန်ထားပါတယ်။ မတ်လ28ရက်လောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်တည်ဆုံးသူစုစုပေါင်း4316ယောက်ဒဏ်ရာရသူ6588ယောက်ပျောက်ဆုံးနေသူ448ယောက်နဲ့ကယ်ဆယ်ရရှိသူ498ယောက်ရှိပြီလို့ဧပြီလ6ရက်ည7:00နာရီအထိ DVB ကကြေညာရှိထားတဲ့စင်းတွေကသိရပါဗျ။ကျွန်တော်ဇွဲသစ်ပါ။